မြန်မာ International Fashion Week 2020စည်းမျဉ်းပြပွဲကိုအော်တိုဘာလ9ရက်နေ့ကရန်ကုန်မြို့ရွှေထုတ်တင်ကွင်းမှာကျင်းပပြုလုပ်ခဲ့ပါတယ်။ဒီပြပွဲမှာပြည်တွင်းကဒီဇိုင်နာတွေပြင်ပြည်ပမှဒီဇိုင်နာတွေလည်းဝင်ရောက်ပြသခဲ့ပါတယ်။ ရာဒီဥလူအခက်အခဲကြောင့်မြန်မာ International Fashion Week ပွဲနေရာအခက်အခဲကြုံတွေ့ခဲ့ရပြီးပြပွဲကိုတော့တုံးရက်တီအောင်ပြင်ပပြုလုပ်သွားမယ်လို့ Star and Model Agency ရဲ့ Director ဖြစ်သူကိုဂျိုနေကပြောပါတယ်အားပေးကြပြိတ္တတရားလည်းအရန်များတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်အားနာတကူကတော့ရာဒီဥလူကအရန်ပူနေတယ်ပေါ့ဒါပေမဲ့ဟိုလွန်ခဲ့တဲ့တပတ်လောက်ကမိုးရင်းရွာမယ်ဆိုတော့ကျွန်တော်အမိုးကြီးမိုးလိုက်တာအမှန်တိုင်းပြောရင်စိတ်စိန်အချီးကြီးနဲ့ကျွန်တော်တို့ပေါ့နော်လမ်းကိုပေ100 120လောက် ရှောင်းလန်းစဉ်ရနေ last minute ကျွန်တော်ဆင်းအောင်သိချလိုက်ပြီးအမိုးကြီးမိုးလဲအတွက်ကြောင့်လာကြည့်တဲ့ပရိသတ်တွေကိုပမောင်စွာကျွန်တော်တောင်းပန်ကြပါတယ်တခဲနဲ့လောက်အားပေးတဲ့ပရိသတ်ကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်အခုဟာဆိုချင်းသက်ဆိုင်ရာဒီဇိုင်နာဒီဇိုင်နာတွေပြသမှုတွေကိုလည်းကျွန်တော်ကြည့်ပြီးတော့ပေါ့နော်ရှင်းတတ်ပါတယ်ပရိသတ်တွေကလည်းအရန်သဘောချကြပါတယ်ဘလောက်ပဲပူပူပေါ့နော်တခဲနဲ့လာရောက်အားပေးကြတာကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာ International Fashion Week 2023ကျင်းပပွဲကိုပရိသတ်ရှိရာကျော်တက်ရောက်ခဲ့ပြီးဒီပွဲရဲ့ပထမနေ့မှာ Fashion Design ၅မျိုးကိုပြသခဲ့တာဖြစ်ပါတယ်။ ဒီဒီနေ့ပြသသွားရတဲ့မှာ model 35ရောက်နဲ့35စုံလောက်ထားပါတယ် round က3ခုပါပထမ round ကတော့မြန်မာ casual round ပေါ့เนาะဇာလေးတွေ brocade လေးနဲ့ပေါ့ပေါ့ပါပါ round ပဲပြီးတော့ဒုတိယ round ကတော့ evening gown တွေပြီးနောက်ဆုံး round ကတော့ချောချောရဲ့ကိုယ်ပိုင်ခြေ design တွေနဲ့လွန်ရကျော်ခြေ design တွေနဲ့ round ၃ round လောက်သွားပါတယ်အဲ့လွန်ရကျော်ခြေ design round မှာဆိုရင်ဟိုဟာအစ်စ်ချက်ချွတ်ပေါ့เนาะဟိုဟာခြေ design ၃ခုကိုလည်းဒီနေ့မှာမိတ်ဆက်သွားတာပါဟုတ်ကဲ့အဲ့အရိုလည်းဟိုအတက်နိုင်ဆုံးအကောင်းဆုံးလုပ်ထားပါဗျပေးသက်တွေလည်းကြိုက်မယ်လို့ပြောလဲပါတယ်ဟုတ် ဒီရင်းကဇိုင်နာရီနဲ့ဖိပါကဇိုင်နာရီပြတ်သားတဲ့ပွဲကိုလာရောက်ကြည့်ရှုတဲ့ပိတ်သက်တွေများပြားခဲ့ပြီးပြည်တွင်းအမှုပညာရှင်တွေနဲ့ဇိုင်နာရီလာရောက်ကြည့်ရှုအားပေးခဲ့ပါတယ်ခင်ဗျာ